ကဲဒီကနေ့ကတော့ကျွန်တော်ဒါဝတ်သားတုတ်ထိုးလေးလှုပ်ရှားပြမှာပဲဖြစ်ပါတယ်ဘာလို့ဆိုတော့ဒါကကျွန်တော်လှုပ်ရှားတဲ့နေရာကျွန်တော်နှီးပါเนาะဒါလေးကိုတကယ်ကိုလည်းအသုံးတည်မဲ့လိုအပ်မဲ့ဆိုလို့ရှိရင်တော့ဒါအသုံးပြုလို့ရပါတယ်เนาะတကယ်လဲစားလို့ကောင်းတယ်နောက်တစ်ခုကကြတော့အဲကျွန်တော်တို့ကအနေနဲ့ကတော့ဗာလဲဆိုတော့ကြတော့မမေရရလဲအရန်ကြီးမလိုအပ်ဖဲနဲ့အရသာရှိရှိစားတဲ့နီးကိုဒါကျွန်တော်ကပြလိမ့်ရှိပါတယ်ဒါကျွန်တော်လှုပ်စားတဲ့နီးဖြစ်တဲ့အတွက်ကျွန်တော်လုံနီးလေးပါเนาะအဲ ဝတ္တာတုတ်ထူးလေးကိုဒါကကြတော့ကျွန်တော်ခေါင်းသားလေးရယ်နောက်တစ်ခါတည့်ရရွက်ကလေးပါမယ်နော်အစုပ်ကလေးပါမယ်အသေးလေးပါမယ်ဦးလေးပါမယ်ပေါ့နော်အဲကျွန်တော်အကြိုက်ဆုံးကခေါင်းကတော့အကြိုက်ဆုံးပေါ့နော်အဲဒီအတွက်ကြောင့်မလို့ခေါင်းကိုတော့များများလေးကျွန်တော်ကအဲထည့်ထားတယ်ပေါ့နော်အဲဘာလေးတွေလိုအပ်မလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒီမှာဒါဂျင်းထောင်းထားတာပါမယ်နောက်တစ်ခါကြက်သွန်ဖြူထောင်းထားတာပါမယ်လက်နက်ပွင့်လေးပါမယ်နောက်တစ်ခါတက်ချိုးကောက်ကလေးပါမယ်เนา ီမှာတကြားလေးပါပါမယ်အဲနောက်တစ်ခုကကြတော့ဒီမှာရှမ်းနန်နန်လေးပါပါမယ်နောက်ဒီမှာငံပြာရည်ပါမယ်နောက်တစ်ခါဟိုပါပေါ့ပဲငံပြာရည်ကိုတော့ကျွန်တော်ကအနောက်တစ်မျိုးတည်းကိုသာအသုံးပြုထားပါတယ်နော်ဒါကြံတဲ့စားအချုံမုံစနုံးမုံလေးကတော့ထည့်ပြီးတော့ပြောမနေတော့ဘူးပေါ့နော်ဒါကအတန်စီထားတဲ့ဒါဟိုပါပေါ့နော်ဝက်ကောင်းအစုံလေးဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်တို့ကစပြီးတော့အရသာလေးတွေကိုနေမယ်ပေါ့နော် ခြင်းလေးထည့်ပါမယ်တက်တူမျိုးလေးထည့်ပါမယ်နော်အဲ့ဒါလေးပြီးသွားရင်ကျွန်တော်တို့ပဲငံပြာရည်လေးကိုတော့ပို့ပြီးတော့ထည့်လိုက်တယ်နော်ငံပြာရည်လေးထည့်မယ်နောက်စနုံးမုံလေးပါပါထည့်ပါမယ်ထည့်ပြီးသွားရင်စားလေးထည့်ပါမယ်နော် ဒါလေးထည့်ပြီးသွားရင်တော့ထုံးစံတိုင်းပဲကျွန်တော်တို့ကအချိုမုံလေးကိုထည့်ကြအောင်ဆောင်းပါမယ်နော်ဒါလေးအားလုံးထည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အရသာလေးတွေစိတ်ဝင်သွားအောင်နေပါမယ်နော်ဟဲ့အရသာလေးတွေစိတ်သွားအောင်နေပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါလေးကိုမိနစ်20လောက်ပဲကျွန်တော်နှက်ထားလိုက်မယ်နော်ဒီတန်းဒီတိုင်းနော် เนาะဝက်ကောင်းအစုံလေးကိုเนาะအဲနှက်ထားတာမိနစ်20လောက်လဲကြာသွားပြီဆိုတော့ကျွန်တော်ကစပြီးတော့ပြုတ်တော့မယ်ပေါ့เนาะအဲဆီကတော့ကျွန်တော်ဟင်းစားစွန်းနဲ့နှစ်စွန်းစာလောက်ကလေးပေါ့เนาะနှစ်စွန်းစာစာလေးကိုထည့်လိုက်ပါမယ်ကျွန်တော်တို့ဆီလေးနည်းနည်းပူလာပြီဆိုတော့တကြားလေးထည့်လိုက်ပါမယ်เนาะကြားလေးထည့်ပြီးသွားရင်တော့ဒါလေးကိုကျွန်တော်တို့ကအမွေပေးပါမယ် ကဲတကြားလေးတွေကျွန်တော်တို့အထည့်ကျူပြီးတော့မှွေလိုက်ပြုတ်လိုက်နေလို့တဲ့အခါမှာအခုပုံစံမျိုးလေးအောင်ပြောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအရသာတွေနဲထားတဲ့နော်ဒါဝက်ကောင်းအစုံလေးထည့်လိုက်ပါမယ်အဲကျွန်တော်တို့ကလက်တလုံးမှာဘာရည်မှမဆွတ်သေးဘူးနော်အဲဒီတိုင်းလေးနဲ့ကို ကျွန်တော်တို့ကလုံးပေးမယ်ပေါ့နော်အဲဒီအချိန်မှာကြာမှသာ နက်နက်ပွင့်လေးရဲ့တစ်ချိုးကောက်ကလေးရဲ့ကိုကျွန်တော်တို့ကထည့်လိုက်ပါမယ်เนาะဒီတိုင်းလေးပဲအုပ်ထပ်လိုက်ပါဦးမယ်เนาะအဲဒီမှာကျွန်တော်တို့ပထမတရေကိုပဲကိုတစ်ဖြောက်ဖြောက်ကလေးဖြစ်လာပြီဆိုတော့ကျွန်တော်တို့ကဒီထဲကိုရင်းနှွေးလေးဆွတ်လိုက်ပါမယ်เนาะ အသားလေးနူးဒီထီတော့ကျွန်တော်တို့ကရေတက်ပြီးတော့တဲပေးရမယ်ပေါ့နော်။ဒါဒီတိုင်းလေးတိုင်းပဲကျွန်တော်တို့စောင့်လိုက်ပါအောင်မယ်နော်။ဖောင်လေးအုပ်ထားမယ်။ကဲအနံ့လေးကတော့မှုွေနေပြီအသားလေးနူးမနူးကိုကျွန်တော်တို့စမ်းကြည့်ပါမယ်မနော်အဲအသားလေးကနူးဤသွားပြီအဲဒီနေသားလေးရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရှမ်းနန်းနန်းလေးကိုခတ်လိုက်ပါမယ်နော် ခတ်ပြီးသွားရင်မှုပြေးလိုက်မယ်လုံးဝမအုပ်တော့ဘူးပေါ့ကဲဒါဆိုရင်တော့ကျွန်တော်တို့ကအတုံးလေးတွေဆယ်လိုက်မယ်ပေါ့နော်ဆယ်ပါမယ်အဟင်းတွေအတွက်ကတော့ဒီတိုင်းလေးပဲခြံထားမယ်ပေါ့နော် ကဲဒါလေးကိုအေးခံမယ်အေးခံပြီးတော့အနေတော်လေးတွေတုံးပါမယ်နော်ကဲအေးသွားပြီဆိုတော့ကျွန်တော်ကဒါလေးကိုအနေတော်လေးတွေလှိမယ်ပေါ့နော်ရှေ့ပဲ ကဲကြံနေတဲ့ဟာလေးတွေကိုပဲလီးလိုက်ထိုးလိုက်လုံးလိုက်ပါအောင်မနော်အားလုံးမစားကြပါဘူးခင်ဗျအားလုံးမစားကြပါဘူးဒါ ਈ တော့ကဲဒီနေ့ကတော့ကိုနီကိုဟန်နဲ့ကိုတိုင်လို့စားလို့အရန်ကောင်းလို့ဒါမျှဝေပေးလိုက်တဲ့ဒါဝတ်သားထုတ်ထိုးလေးပါနော်ဒါကလည်းကိုတိုင်အချင်းလေးရေပေါ့နော်အခုဒီမှာကဟင်းဂျူဟင်းဂျူလေးပါမယ်ဒါကျွန်တော်တို့ရှီမာဝတ်သားထုတ်ထိုးစားရဲဆိုရင်ငေငေုပ်ပြီးရေနော်ဒီကြက်တုံဂျူလေးရဲ့ ါမျိုးလေးပေါ့အဖြူစိမ့်လေးပေါ့နော်အဲ့လိုလေးတွဲချပေးတယ်အဲ live platform ကတော့ကြာတန်ကြုံလေးပေါ့နော်ဒါလေးကလည်းကြပြကတိလေးလှုပ်လိုက်ရတာပေါ့ကဲအလုံးစားကြပါအောင်ခင်ဗျာဘဲဘဲကတော့မြီးတာဆွတ်တာနဲ့တင်ကိုမနေတော့ပါဘူးခင်ဗျာဟဲ့ဟောမင်းလာတို့ထုတ်ပြန်ပါ estar más ¿eh? 这怎么呢、啊？嗯，不要特别麻辣，好美味啊！ 香港的。 ung chảy là ung nhỉ ừ nhớ 哎，找出点菜林。那家看到那米粒了，真多变嘛？我家人家可能变了。哦，没事，哎，我往西边喏。 အဲ့ဒီကဘာသာမဆန့်လို့အချောင်းချင်းမစားတော့ပါနော်ဟာအဲ့ဒဲပေါ့နော်ဒါဝက်တယ်လေဟာ တော့တော်တော်နဲ့စာရင်တော့နဲ့ဘုံတူတာတွေတခုပြောပြမယ်ပေါ့နော်။အင်းကျွန်တော်ရုံအသေးကကြာငဲတယ်။ဝက်အသေးကကြာတော့ရမ်းမာတယ်။အဲ့ဒါကြောင့်တချို့နော်ကို့အချစ်ကိုမစစ်ဖူးလို့ထင်တဲ့သူတွေနော်ဘာယာမျိုးမျိုးနဲ့လှည့်စားတတ်တဲ့မိန်းကလေးတွေဆိုလို့ရှိရင်တို့ကအရန်ကိုစောက်သေးမှာလေပေါ့နော်ခက်စကားပြောရရင်ပေါ့နော်အဲ့ဒါဆိုတို့ကတကယ်တမ်းပြောရလို့ရှိရင်တကယ်ဝက်မျိုးမလို့အသေးမှာလားဟင်လားအဲ့ဒါဘဟုတုတာပြောတာနော်အဲ့ဝက်သေးကအရန်မှာလား ။ဘာမှကြိုက်တယ်။အသေးမှလေးကြိုက်လေးပဲ။ဒါကြမ်းစမ်းကြော်ဆိုလဲဒါ share ပဲပေါ့နော်။ဒါကိုယ်တိုင်ကြော်ထားတဲ့နီးလေးပါ။ဒါနောက် login နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ညှပ်ပေးပါမယ်နော်။အဲအခုလိုလေးနော်။တကယ်ကိုအရန်အခုအရသာရှိလုံးလုံးလို့ညှပ်ဝင်ပေးတာပါ။နော်ဒါမျိုးလေးလှုပ်ရှားကြည့်ပါလို့ပြောရင်းသားနဲ့ပဲ။ကျွန်တော်နဲ့ဘယ်ဘယ်လေးရနေပြီးတော့အားလုံးကိုနှုတ်ဆက်ပါတယ်ခင်ဗျာ။